မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 8ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုမရင်မြို့ပေါ်ကိုလာခဲ့ဆိုပြီးတော့စိန်ခေါ်ထားတဲ့6ဦးမျိုးမှရဲစခန်းမှုကို August 6ရက်နေ့က6ဦးမျိုးပေါ်အထိကိုတွားရောက်ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်း6မြို့မြို့မှာရဲစခန်းမှုဟာပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေကိုမိုက်ရင်မြို့ပေါ်မှာပေါ်တင်လာတိုက်ဖို့စိန်ခေါ်ထားခဲ့တယ်လို့ပြည်သူ့ကာကွယ်အဖွဲ့ PDF ရဲ့အဓိပ္ပာယ်ဆိုတာဘာလဲလို့မေးခွန်းထုတ်ထားခဲ့တဲ့အတွက်အဲ့ဒီအရာကိုဖွင့်ဆိုတက်တည်ပြဖို့အတွက်မြို့ပေါ်အထူးကိုတွားရောက်ရှင်းလင်းခဲ့တာလို့အဲ့ဒီရဲဘော်ကပြောဆိုထားပါတယ်မင်းတို့ PDF တွေကဘာတွေလဲမင်းတို့မိုက်ရင်ငါတို့ကိုပေါ်တင်လာပြီးတော့တိုက်လိုက်ကျွန်တော်တို့ကိုအဲ့လိုပြောပြီးတော့ကိုစိန်ခေါ်ထားတာနောက်ပြီးတော့သူတို့မှဆိုရင် police ဆိုတာနဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုထားတာရှိတယ်ပေါ့ မင်းတို့ PDF ရဲ့အဓိပ္ပာယ်ဖွင့်ဆိုပြပေါ်ဆိုပြီးတော့6ဦးရဲစခန်းမှုကအဲ့ဒီလိုပြောထားတာလို့မျိုးမရဲစခန်းမှုရဲ့စိန်ခေါ်မှုနဲ့ပတ်သက်ပြီးတော့တွားရောက်ရှင်းလင်းခဲ့တဲ့ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ရဲဘော်တအုပ်ကပြောဆိုထားပါတယ်။အဲ့ဒီလိုစိန်ခေါ်ထားမှုကိုတတ်သိပြနိုင်ဖို့အတွက်စနစ်တကျပြင်ဆင်ခဲ့ပြီးတော့ဩဂတ်စ်လ6ရက်နေ့မှာ6ဦးမျိုးဘော်အထိကိုတွားရောက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ဆိုပါရတယ်။ကျွန်တော်တို့6ဦးမျိုးဘော်အထိကိုတွားပစ်တဲ့အခါမှာလဲသူတို့ရဲစခန်းနဲ့အနည်းဆုံးမှာတွားပြီးတော့ပစ်ခဲ့တာပါ။တွားတာကလည်းကျွန်တော်အပါဝင်ရဲဘော်2ဦးတည်းနဲ့တွားခဲ့တာပါ။ကျွန်တော်တို့ပစ်လိုက်လို့စခန်းမှုနဲ့ရဲတယောက်နေရာမှာ ါတယ်တေသွားပါတယ်တယောက်က6လောက်ပြတ်သွားတယ်ကျွန်တော်တို့နှစ်ယောက်ကတော့ဘာအထီးကိမ်းမှမရှိခဲ့ပါဘူးကျွန်တော်တို့ PDF တွေရဲ့အဓိပ္ပာယ်ကိုတွားပြီးတော့ရှင်းပြခဲ့တာပါလို့6ဦးမျိုးမှာရဲစခန်းမှုကိုတွားရောက်ပြစ်ခတ်ရမှာပါဝင်ခဲ့တယ်တော်လိုင်းရဲဘော်ကပြောပြခဲ့ပါတယ်အဲ့ဒီလိုမျိုး6ဦးမျိုးမှာရဲစခန်းမှုအပါဝင်ရဲတအုပ်ကိုတော်လိုင်းအဖွဲ့တွေကမနက်ပိုင်းမှာပြစ်ခတ်ရှင်းလင်းခဲ့ပြီးတဲ့နောက် စစ်ကောင်စီအုပ်စုက6ဦးမျိုးပေါ်မှာတနက်တိုင်းနဲ့ရန်ကားပစ်ခတ်နေလို့အရက်သားပြည်သူ2ဦးကြီးစံထိမှန်တန်းရာရရှိခဲ့တယ်လို့ပြည်သူတချို့လည်းဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်ကျွန်တော်တို့မစ်ရှင်စခန်းမှုကိုပစ်ခတ်ရှင်းလင်းမှုလုပ်ပြီးတဲ့အခါမှာစစ်ကောင်စီအုပ်စုတွေက6ဦးမျိုးပေါ်မှာတနက်တွေကိုပစ်ဖောက်ပြီးတော့တောင်းကျမ်းနေတာ အမျိုးသားနှစ်ဦးတနက်ကြီးစံထိမှန်ခဲ့သလိုတခြားဖမ်းဆီးခံရတာတွေလည်းရှိနေတယ်ဒီကနေ့အထိကိုမြို့ပေါ်မှာလူငယ်တွေဖမ်းဆီးပြီးတော့စစ်ဆေးတာတွေတနက်ပြက်ဖောက်တာတွေလုပ်ပြီးတော့ပတ်ရမ်းနေတုံးပဲလို့တော်လိုင်းရဲဘော်တို့ကပြောဆိုထားပါတယ်အဲ့ဒီ6ဦးမြို့မှာရဲစခန်းမုန်းနဲ့ရဲတအုပ်ကိုမြို့ပေါ်အထိတွားရောက်ရှင်းလင်းခဲ့တဲ့ဖြစ်စဉ်ကိုမုံရွာခရိုင်အမှတ်15တပ်ရဲတပ်ခွဲ15နေဆောင်3ဘိုးနိုင်လေးဝင်းမုံတိုင်းတပ်ခွဲကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့6ဦးမြို့နယ်တော်လိုင်းတအုပ်6ဦး Revolution Army ကထုတ်ပြန်ပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွယ်မြို့နယ်ကိုတော်လှန်ရေးတပ်များကမကြမီတိုက်ခိုက်မယ်ဆိုတဲ့သတင်းများကြောင့်စစ်တပ်အရာရှိကြီးများနဲ့မိသားစုဝင်များရဲနဲ့ဝန်ထမ်းများရဲ့မိသားစုဝင်များအလုံးအင်းနဲ့စတင်ပြောင်းရွှေ့နေကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ6ရက်နေ့ကနေစတင်ပြီးတော့စစ်တပ်အရာရှိကြီးများရဲ့မိသားစုဝင်များရဲမိသားစုဝင်များနန်းစီရီယံဝန်ထမ်းများရဲ့မိသားစုဝင်များကပြည်ဦးလွယ်မြို့ကနေစတင်ပြောင်းရွှေ့နေကြပြီလို့သိရပါတယ်။စစ်ကောင်စီဘက်ကလည်းပြည်ဦးလွယ်မှာ ခံစစ်ပြင်ဆင်မှုများတိတိတသာတုံးမြက်လှုပ်ဆောင်လာတဲ့အချိန်မှာအခုလိုမျိုးစစ်တပ်ရဲနဲ့ဝန်ထမ်းများရဲ့မိသားစုဝင်များအလုံးရင်းနဲ့ပြောင်းရွှေ့နေကြခြင်းဖြစ်တယ်လို့သိရပါတယ်။ဩဂတ်စ9ရက်နေ့မှာဇော်မဲလုံးကရမခတိုင်းကစစ်အရာရှိကြီးတွေဖမ်းခံထားရပါတယ်။ရမခတိုင်းစစ်ဌာနချုပ်ကိုအစွမ်းကုန်ခုခံကာကွယ်နေတယ်ဆိုတဲ့သတင်းစကားတွေထွက်ပြောတဲ့အချိန်မှာပြင်းလွင်တပ်အပိုင်းဝိုင်းမှာအတော်လေးကိုကြရက်ဆရိုက်တော့တာပဲ။ပြင်းလွင်ကိုဟိုနေ့လာတိုက်တော့မယ်။ဒီနေ့လာတိုက်ခံရတော့မယ်ဆိုတဲ့သတင်းတွေကလည်းပါဇက်သတင်းတွေထွက်နေတယ်။တပ်မိသားစုဝင်တွေကတော့မနေ့ကတော်တော်များများပြောင်းကုန် ောက်ကြပြီရန်ကုန်ကိုပြောင်းကြတာများတယ်ပြင်းဦးလွယ်မြို့မှာရဲစခန်းမှာလဲရဲမိသားစုဝင်းတွေကိုရဲတွေကရှောင်းကိုင်းနေပြီဝင်းတန်းမိသားစုတွေလဲစုပေါင်းကားတွေငှားပြီးတော့ပြင်းဦးလွယ်ကနေပြန်ဆင်းကြတာများတယ်လို့ပြင်းဦးလွယ်မြို့ကတပ်တရင်ရေးမြစ်ကပြောဆိုထားပါတယ်ပြင်းဦးလွယ်တပ်မတော်သိပ္ပံနဲ့သုတေသနနီးပညာဌာနချုပ်တတနာတက်စစ်အင်ဂျင်နီယာတက်တပ်မတော်စေးတက်ရင်စစ်တက်ကတော့တပ်မတော်နီးပညာတက်ကတော့ထောက်ဖို့တက်များကစစ်အရာရှိမိသားစုဝင်းတွေကတော့ ကိုပိုင်ကားများစုပေါင်းကားရမ်းထားတဲ့ကားများနဲ့ဩဂတ်စ9ရက်နေ့မှာအလုံးရင်းနဲ့စတင်ပြောင်းရွှေ့နေကြပြီလို့သိရပါဗါးစစ်ကောင်စီဘက်ကတော့တပ်မိသားစုဝင်များရဲ့မိသားစုဝင်များရဲမိသားစုဝင်များနန်းစီဒီယံဝင်နှန်းများရဲ့မိသားစုဝင်များပြောင်းရွှေ့မှုအပေါ်တစုံတရာတားဆီးမှုမရှိပဲတချို့တိုင်ရင်းနေမှာတပ်မှုနဲ့တပ်အကြီးအကဲများကိုယ်တိုင်မိသားစုဝင်များကိုဘေးကင်းရာကိုပြောင်းရွှေ့ကြရန်နှုတ်မိတ်နဲ့ညွှန်ကြားချက်တွေပေးထားတယ်လို့သိရပါဗါး ြည်ဦးလွင်မှာရှိတဲ့တက်အကြီးပိုင်းမိသားစုဝင်တွေကတော့နေပြည်တော်ကိုပြောင်းကုန်ကြပြီမနေ့ကညနေကရက်ကွက်နေပြည်သူတွေကိုမပြေးဖို့နဲ့မီဒီယာတွေသတင်းအမှားတွေကိုမယုံဖို့လိုက်ပြောနေတယ်တက်မိသားစုဝင်တွေကတော့တကယ်ကိုတိတ်တဆိတ်ပြေးနေကြပြီ ဘိုးကတော်ចောင်းဆရာမတွေဆိုရင်လည်းចောင်းကိုမလာကြတော့ဘူးနောက်ပြီးတော့ပြင်ဦးလွယ်မိုးချိုးကွက်တဲ့ဖះကုန်းမှာစစ်တပ်ကအင်အားအများပြားချပြီးတော့နေရာယူထားတယ်အထက်မြင့်အဆောက်အုံတွေပေါ်မှာလည်းစနိုက်ပါတပ်သားတချို့နေရာယူမယ်ဆိုပြီးတော့အင်ရှင်တွေကိုလိုက်ပြောနေတာတွေရှိတယ်လို့ပြင်ဦးလွယ်ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်တခြားတစ်ဖက်မှာလည်းစစ်ကောင်စီတပ်များကပြင်ဦးလွယ်မြို့အတွင်းကိုမိုးကုတ်နောင်ချိုးတို့ဘက်ကနေပြီးတော့ဝင်ရောက်လာမှုများကိုတားမြစ်ထားပြီးတော့မြို့အဝင်မှာစစ်ဆဲမှုများကိုပုံမှုတင်းကျပ်ထားတယ်လို့သိရပါတယ် ်ပြည်သူစစ်ခေါ်ပြူစောထီများကိုလည်းလက်နက်တပ်ဆင်ပေးမှုများကိုအခုရက်ပိုင်းအတွင်းမှာပုံမတုံးမြင်ပြီးတော့လှုပ်ဆောင်လာတယ်လို့ပြင်းလွယ်အခြေစိုက်တပ်သတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ပတ်စစ်ကောင်စီကလက်ပေးလက်ယူမှုနဲ့အောက်လက်ငယ်သားတွေအပေါ်ကိုဖိနှိပ်သူအဖြစ်နဲ့နာမည်ကြီးတဲ့ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဟောင်း ်ဘုံမူးချုပ်ဝင်းဆောင်မိုးကိုရဲချုပ်အဖြစ်နဲ့ခန့်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကပြည်ထရေးဒုဝန်ကြီးနဲ့ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကိုဩဂတ်စ3ရက်နေ့မှာအမှတ်နဲ့ကစားထားမှုအဖြစ်နဲ့ပြောင်းရွှေ့ခန့်လိုက်ပြီးတဲ့နောက်မှာလစ်လက်သွားတဲ့ရဲချုပ်နေရာမှာရခင်ကရှေ့ပိုင်းတိုင်းဒုတိုင်မူဟောင်းဘုံမူးချုပ်ဝင်းဆောင်မိုးကိုစစ်ကောင်စီကခန့်လိုက်တယ်လို့သိရပါတယ်ဘုံမူးချုပ်ဝင်းဆောင်မိုးဟာလက်ပေးလက်ယူမှုများအောက်ခြေကိုဖိနှိပ်သူအဖြစ်နဲ့နာမည်ကြီးသူဖြစ်ပြီးတော့ဒုတိုင်မူဘောဟာမှာအကျင့်ပြတ်ခြားစားမှုများကိုကျူးလွန်ခဲ့တယ်လို့သိရပါတယ်။၎ ၎င်းဟာစစ်တပ်ကတူအပတ်စဉ်35ကြောင်းစင်းဖြစ်တယ်လို့သိရပါဗျ။ဩဂတ်စတာ၄ရက်နေ့မှာဗိုလ်မှူးချုပ်ဝင်းစော်မိုးကိုစစ်ကောင်စီကရဲချုပ်အဖြစ်နဲ့ခန့်အပ်လိုက်တယ်လို့သိရပါဗျ။ဒုတိုင်မူဟောင်းဗိုလ်မှူးချုပ်ဝင်းစော်မိုးကစစ်ဘက်ယာဒူးကနေအနားယူပြီးတော့ဒုရဲချုပ်တက်အဖြစ်နဲ့ရဲဘော်ချုပ်ယာဒူးနဲ့ပြည်ထရေးဘက်ကိုအသွင်ပြောင်းတယ်။သူကရခိုင်မှာယုံထိုင်နေခဲ့တာရခိုင်မှာယုံထိုင်နေတဲ့လက်ရှိဒုရဲချုပ်ဝင်းစော်မိုးရခိုင်တောင်ကြီးကစစ်တုတိုင်းမှုကရဲချုပ်အဖြစ်နဲ့ယာဒူးတိုးပေးလိုက်တာအဲ့ဒါသူကရဲချုပ်ဖြစ်လာတော့ရခိုင်ကနေနေပြည်တော်ကိုပြောင်းရတယ် ူကဒုတိုင်မှုဘဝတုန်းကလက်ပေးလက်ယူမှုနဲ့အောက်လက်ငယ်သားတွေအပေါ်မှာဖိနှိပ်မှုနဲ့နာမည်ကြီးတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါဗျ။လစ်လက်သွားတဲ့ဒုရဲချုပ်တနေရရဲဘုံချုပ်နေရကိုမူရဲစေဝါတားဆီးနှိမ်နေရေးရဲတပ်ဖွဲ့တပ်ဖွဲ့မှုရဲမှုချုပ်ဝင်းနိုင်ကယာဒူးတို့ရောက်ရှိသွားပြီးတော့ရခိုင်ကိုပြောင်းရွှေ့သွားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်ကစစ်တပ်မိသားစုဝင်များကိုခရီးစရိတ်မိသားစုတစုကိုငွေကျပ်9000ပေးပြီးတော့ MNDA ကပြန်လှုပ်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းမြောက်တိုင်းစစ်ဌာနချုပ်မှာတက်ဆွဲထားတဲ့အာဏာသိမ်းတပ်များအလုံးလက်နက်ချခဲ့ပြီးတော့တပ်သားမိသားစုဝင်များကိုစစ်တုံးမှန်းများနဲ့အတူမဟာမိတ်တပ်ရဲ့အနောက်တန်းကိုပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ6ရက်နေ့မှာတပ်သားမိသားစုဝင်များဖေးကင်းစေရန်နေရက်ကိုပြန်နိုင်ရေးအတွက် MNDA ကပြန်လှုပ်ပေးခဲ့တယ်လို့သိရပါတယ်။ MNDA ကစစ်ကောင်စီတပ်က မိသားစုဝင်380ကျော်ကိုအိမ်တော်စုတစုကိုခရီးစရိတ်ငွေကျပ်9000ပေးပြီးတော့ပြန်လွှတ်ပေးခဲ့ပြီးတပ်မိသားစုဝင်များအားလုံးကိုဘေးကင်းရာကိုပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်စီမီးကုံမြို့အရှိတ်မြို့အဝင်စတင်ကြောင်းရှိမှရှိတဲ့စစ်စေးရိတ်ဂိတ်ကို4ကနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မနက်10:30မိနစ်အချိန်မှာစီမီးကုံမြို့အရှိတ်မြို့အဝင်စတင်ကြောင်းရှိမှရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်စေးရိတ်ဂိတ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာအဲ့ဒီဂိတ်မှာရှိတဲ့စစ်သား2ဦးနဲ့ရဲတအူး စုစုပေါင်း၃ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစာတင်ကြောင်းအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားတအုပ်ကအဆက်မပြတ်ပြန်လည်ပြစ်ခတ်နေတဲ့အတွက်တိတ်ဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များထံကလက်နက်နဲ့ခဲယမ်းများကိုအေးအေးဆေးဆေးကောက်ယူနိုင်ခြင်းမရှိခဲ့ဘဲနဲ့အနီးအနားမှာရှိတဲ့တိတ်ဆုံးသွားတဲ့စစ်သားထံကနေပြီးတော့တနက်တလက်ကြီးစက်၉တောင်ဖုန်းတစ်လုံးကိုသာကောက်ယူနိုင်ခဲ့ပြီးပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရွှေကြိုးပြူပြည်သူ့ကာကွယ်တပ်ဖွဲ့မြင်းညာနဲ့ Aung San Suu Kyi Civilian Defense Force ABCDF မဟာမိတ်ညီနောင်နှစ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့အနီးပင်လယ်ကမ်းဆက်တနေရာမှာရိုဟင်ဂျာအများအပြားတိုက်စုံမှုနဲ့ပတ်သက်ပြီးတော့အေအေကစုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မောင်တော်ပင်လယ်ကမ်းဆက်အနီးမှာရိုဟင်ဂျာအများအပြားလက်နက်ကြီးလက်နက်ငယ်ထိမှန်ခြင်းသို့မဟုတ်ဘုံးစားထိမှန်ခြင်းသို့မဟုတ်ရေနစ်တိုက်စုံခြင်းသို့မဟုတ်လေကြောင်းကနေတိုက်ခိုက်ခံရမှုသို့မဟုတ်ကြီးမားသောပောက်ကွဲမှုတစ်ခုခုဖြစ်ပြီးတော့တိုက်စုံနေတာကိုဆိုရှယ်မီဒီယာများကနေတဆင့်ကြားသိရတဲ့အတွက်ကြောင့်များစွာစိတ်မကောင်းဖြစ်ရတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီတိုက်စုံမှုဟာအာရခတက်တော်ထိန်းချုပ်ထားတဲ့ မေများမှာဖြစ်ပျက်ခဲ့ခြင်းလုံးဝမရှိတဲ့အပြင် AA နဲ့လည်းလုံးဝသက်ဆိုင်မှုမရှိကြောင်း AA ကထုတ်ပြန်ထားပါတယ်။အဲ့ဒီသိဆုံးမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်အလက်များကိုစတင်စုံစမ်းစစ်ဆေးနေပြီးတော့ဖြစ်စဉ်ဖြစ်ရပ်များကိုသိရှိရပါကအမြန်ဆုံးထုတ်ပြန်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ ရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတ်တပ်တော်ဟာမိမိတို့ရဲ့တပ်ဖွဲ့ဝင်များကိုစစ်ပွဲအတွင်းမှာလိုက်နာရမယ့်စစ်စည်းကမ်းများစစ်တီတော်ကျင့်ဝတ်များလူအခွင့်ရေးဥပဒေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကိုအခြေခံစစ်တင်တဲ့ကလေးကရှင်းလင်းပြတ်သားစွာညွှန်ကြားထားတဲ့အဖွဲ့အစည်းဖြစ်တယ်လို့သိရပါတယ်။အေအေအနေနဲ့အကြမ်းဖက်မှုကိုအာမပေးတဲ့အဖွဲ့အစည်းဖြစ်တဲ့အပြင်မြည်သည့်အကြမ်းဖက်မှုမျိုးမဆိုရှုံချကြောင်ပြောဆိုထားပါတယ်။ အရခဒေတာအတွင်းမှာမြည်သည့်အကြံဖက်သမားကိုမှခြေချခွေပေးမှာမဟုတ်ပဲအကြံဖက်အဖွဲ့စည်းတိုင်းကိုခြေမုံသွားမှာဖြစ်ကြောင်းအေအေကပြောဆိုထားပါတယ်။ဒါ့အပြင်ရခိုင်ပြည်နယ်မောင်နှုံးမြို့ကနေတိမ်းရှောင်လာတဲ့ပြည်သူများဟာအရခတက်တော်ရှိတဲ့နေရာများကိုဥတီပြီးတော့ထွက်ခွာကြရတဲ့ပိတ်မိနေတဲ့ပြည်သူများအလံဖြူအမတ်သားများပြုလုပ်ထားရန်အေအေကဩဂတ်လ9ရက်နေ့မှာအတိအပြည့်ထုတ်ပြန်ထားပါတယ်။မောင်နှုံးမြို့ဒိတ်တိုက်ပွဲနဲ့အတူပုံပုံပြင်းထန်လာတဲ့တိုက်ပွဲများကြောင့်အပြစ်မဲ့တဲ့အရဲသားပြည်သူများဘေးကင်းလုံခြုံမှုရှိစေရန်အတွက် တာမန်အရသာပြည်သူများအလုံးဟာမောင်တော်မြို့အတွင်းကနေပြီးတော့ထွက်ခွာပေးကြရန်အန်ဒီရရှိတဲ့နေရာများကိုစွန့်စားထွက်ခွာခြင်းထက်လုံခြုံမှုပေးနိုင်တဲ့အရခတ်တပ်တော်ရှိတဲ့နေရာများကိုဥတီထွက်ခွာကြရန်နဲ့မျိုးတွင်းကနေထွက်ခွာရန်အခွင့်မသာဘဲနဲ့ပြိမိနေကြတဲ့ပြည်သူများအနေနဲ့လည်းနေထိုင်ရာပတ်ဝန်းကျင်မှာကြီလွတ်နယ်မြေများကိုအကာအကွယ်ယူပြီးတော့နေထိုင်ခြင်းအလံဖြူအမတ်သားများကိုပြုလုပ်ထားခြင်းတိုက်ပွဲနဲ့တိုက်ခိုက်ရေးသမားများနဲ့ဝေးရာနေရာများကိုအတက်နိုင်ဆုံးရွေးချယ်ပြီးတော့နေထိုင်ပေးကြပါရန်အေအေကပြောဆိုထားပါတယ် အကြံဖတ်စစ်ကောင်စီရဲ့လမ်းမအိမ်အဆောက်အဦများအတွင်းကနေပြီးတော့ခုခံစစ်ပြင်ဆင်ထားတဲ့နေရာများတိုက်တာအဆောက်အုံများပေါ်မှာရှိတဲ့စနိုက်ပါပြည့်ရန်ပြုလုပ်ထားတဲ့နေရာများနဲ့အကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများမှာအတူပူတွဲနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်နဲ့အကြံဖတ်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်အောက်ခံ ASA ISO AIA အဖွဲ့ဝင်များရဲ့အရက်သားများကိုလူသားတိုင်းက human shield အဖြစ်နဲ့အသုံးပြုခြင်းမခံရစေရန်အတွက်အတတ်နိုင်ဆုံး၎င်းတို့နဲ့ဝေးရာနေရာများမှာနေထိုင်ပေးကြပါရန်အသိပေးထားတယ်လို့သိရပါတယ်။တိုက်ပွဲများမှာရှုံးနေပြီးတော့ ထွက်ပြေးလာတဲ့အကြမ်းဖက်သမားများဟာပါမန်အရက်သားပြည်သူများကြားမှာရောတော့လိုက်ပါလာတာကိုတွေ့ရှိရပါကနီးစပ်ရာ ULAA တပ်ဖွဲ့ဝင်များထံကအ мян ဆုံးဆက်သွယ်အကြောင်းကြားပေးကြရန်စတဲ့လိုက်နာရမယ့်စီကားများကိုအတိပေးထုတ်ပြန်အပ်တယ်လို့သိရပါတယ်။ဒါကြောင့်မောင်တော်ဒေတာကအပြစ်မဲ့အရက်သားပြည်သူများအနေနဲ့ အသက်အန္တရာယ်ထိခိုက်မှုမရှိစေရန်လုံခြုံဘေးကင်းကြစေရန်အတွက်ထုတ်ပြန်ချက်အကြံပြုတိုက်တွန်းချက်များကိုတိကျစွာလိုက်နာကြရန်တိုက်တွန်းထားပါရယ်လက်ရှိမှာရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတ်တပ်တော် ULAA အနေနဲ့ဘင်္ဂလားဒေ့ရှ်အရခတ်နယ်စပ်မှာရှိတဲ့မောင်တော်မြို့နယ်အနီးတဝိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကျန်စခန်းများကိုအနီးကသိမ်းပိုက်ရရှိနိုင်ရန်အတွက်ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုဆက်လက်ပြုလုပ်ပြရှိတယ်လို့သိရပါရယ်ဇွန်လ16ရက်နေ့ကတည်းကမောင်တော်မြို့သိမ်းတိုက်ပွဲမဆက်ခင်ကတည်းကပဲမောင်တော်မြို့အတွင်းမှာရှိတဲ့အရသာပြည်သူများအနေနဲ့အမြန်ဆုံးစတင်ထွက်ခွာ ေးကြပါရဲ့ချိုတင်အတိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်အောက်ခံအာစာ RSO AIA တို့ဟာအပြစ်မဲ့တဲ့ပြည်သူများကိုဘေးကင်းလုံခြုံရာနေရာများကိုထွက်ခွာလို့မရစေရန်လက်နက်လူဝင်အားသုံးပြီးတော့ချင်းချောက်တားမြစ်ချင်းအစ္စလမ်ဘာသာရေးအရာလှုံ့ဆော်သွေးထိုးခြင်းတို့ကိုလှုံ့ဆော်တဲ့ရှိတယ်လို့သိရပါတယ်။တပြိုင်နက်တည်းမှာပဲ မောင်တော်မြို့ထဲမှာပိတ်မိနေကြတဲ့မွတ်စလင်များအပြင်မွတ်စလင်မဟုတ်တဲ့ရခိုင်ဟိန္ဒူခမီးစတဲ့အပြစ်မဲ့လူနည်းစုပြည်သူများလည်းအကြမ်းဖက်သမားများရဲ့ချင်းချောက်နှိပ်စက်တပ်ဖြတ်မှုအန်ဒီရယ်ကိုနေ့စဉ်နဲ့အမျှရေဆိုင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ